ြစ်သွင်းမှုကိုစိတ်ကလေးလေးလည်ထားပါမယ်။ပြီးရင်မြင့်ဆင်စားလည်ပါမယ်။ကျွန်တော်ကတော့မြေခိုးကပပလေးလေးလည်ထားပါတယ်။ဝဒါစားကြိမ်ပါမယ်ဝဒါကိုဟင်းချက်ဖို့အတွက်အတုံးခက်ကြီးကြီးလေးတွေလည်ထားပေးပါတယ် အင်းနဲ့တော့ခုနကစိတ်ထားတဲ့ကျက်သွန်နီနဲ့ကျက်သွန်ပြူလေးတွေကိုကြည့်ဆက်ထည့်ထည့်ပြီးတော့ကျင်းညက်သွားသည့်အထီးကြည့်ပေးပါမယ်အခုလိုအနေထားလောက်ညက်သွားရင်ရပါပြီမြင်စားပြို့ဖို့အတွက်အိုးလေးကိုရေးထည့်ပြီးတော့စူပွက်လာသည့်ထီတဲပါမယ်ထည့်ထားတဲ့ရေလေးစူလာပြီးဆိုရင်ခုနကလီးထားတဲ့မြစ်ကလေးတွေကိုထည့်ပြီးတော့9မိနစ်လောက်ပြို့ပါမယ် ြုတ်ထားတာလည်း5မိနစ်လောက်ရှိပြီဆိုတော့ပြုတ်ထားတဲ့မြေလေးတွေကိုခဏဖယ်ပြီးရေလဲပြီးနောက်ထပ်တရေထပ်ပြုတ်ပေးပါမယ်။ဒီလိုပြုတ်လိုက်ခြင်းအပြင်မြေထဲကအချင်းတလေးအနေငယ်လျော့သွားပြီးတော့မြေနံလေးပျောက်သွားတဲ့အတွက်ဟင်းချက်တဲ့နေရာမှာအခြားသာပိုရှိပြီးတော့ပိုစားလို့ကောင်းပါတယ်။မြေလေးလည်းနူပြီဆိုတော့ဟင်းစားချက်ပါမယ်။ကျွန်တော်ကဟင်းကိုလုံးချက်လေးချက်မှမို့လို့ချက်မဲ့ဦးရဲကိုတစ်ခါရဲထည့်ပြီးရတာနေပါမယ်ပထမဦးဆုံးအနေနဲ့ဦးရဲကိုဝတ်သားထည့်ပါမယ် ြီးရင်ခုနကကြိတ်ထားတဲ့ကျက်သွင်းလေးနဲ့ကျက်သွင်းပြူလေးတွေကိုထည့်ပါမယ်။အယောင်တင်မုတ်ထမဲသားသွန်းတဝက်စနေမောင်းအနေငယ်ကျက်သားမုတ်ထမဲသားသွန်းတဝက်စာအနေငယ်ငံမြည်ထမဲသားသွန်းတဝက်ဒီသမင်းစားစွန်တစွန်းစာထည့်ပြီးတော့တမတော်အောင်နေပေးပါမယ်။ ပြုတ်ထားတဲ့မြင်ရှင်လေးထည့်ဖို့မိတော့လို့မြင်ရှင်လေးထည့်ပြီးတော့တေချာတမသွားအောင်နေပြီးအရသာလေးစိတ်ဝင်တော့အောင်10မိနစ်လောက်ခဏနှစ်ထားပေးပါမယ်နထာရာလေးကလည်း10မိနစ်လောက်ရှိပြီဆိုတော့ဟင်းဆက်ချက်ပို့မိစားဖွင့်ပါမယ်။ ချက်ထားတဲ့ဝတ်သားလေးတင်းလာသည့်ဒီတရားလေးမှွေပေးရပါမယ်ထားတဲ့ဝသားလေးလည်းတင်းလာပြီဆိုတော့ဝသားလေးနူးတော့အိုးရဲကိုရေထည့်ပြီးတော့ရေခမ်းပြီးကြီးချက်ပေးရပါမယ်။ ထည့်ထားတဲ့ရေးလေးလည်းခံပြီးဝတာလေးလည်းနူပြီးအရသာလေးမြည်ကြည့်လို့လည်းအဆင်ပြေပြီဆိုရင်တော့မြည်ပိတ်လို့ရပါပြီဒီလိုဆိုရင်အရသာရှိပြီးစားကောင်းစေမယ်ဝတာနဲ့မြည်ချင်းဟင်းလေးတစ်ခွက်ရရှိတော့ပါပြီ ျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ ီလိုလူကူရွှေရှင်တော်ရင်ချက်နေဗီဒီယိုလေးတွေကိုအမြဲတစပ်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ YG Cooking Blog Channel လေးကိုလိုက်ရန် Subscribe လုပ်တော့ပြဖို့လည်းမမေ့ပါနဲ့နော်